ားလုံးပဲမင်္ဂလာပါဒီနေ့တော့ pick a card reading အသစ်ကလေးကိုလုပ်ပေးဖို့စဉ်းစားပါတယ် regular reading တော့မဟုတ်ဘူးပေါ့နော်ဒါကတော့ once in a while မှာလုပ်ဖြစ်တဲ့ reading မှာအဓိကကတော့ဒီ note sheets given ဆိုတဲ့ card လေးကိုတောင်းပြီးတော့မျိုးလုပ်ပေးချင်တာအရင်တော့ကတော့လုပ်ပေးဘူးပါတယ်ဒီ card လေးရောက်ကမတုံးမြစ်တာကြာပြီဆိုတော့ဒီတစ်ခေါက်ပြန်ပြီးတော့တုံးပြီးတော့ for fun ပေါ့နော်ဒါမျိုးလုပ်ပေးချင်ပါတယ်နော်အဲ့တော့ဒီ pick a card က 2 months အတွက်ဖြစ်ပါတယ်အဲ့တော့ time ကအတိအကျရဲ့မရှိဘူးဒီ reading videos ကိုဘယ်အချိန်မဆိုစကြည့်တဲ့သူတွေဘယ်အချိန်မဆိုကြည့်တဲ့အချိန်ကနေပြီးတော့အခုကနေနောက်ထပ်2လအတွင်းမှာတည်တည်တဲ့ message ဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒီ message အတွက်ကိုမျိုးစု pick a card sign လေးနဲ့လုပ်မယ်เนาะအဲ့တော့ pick a card sign လေးဆိုတဲ့အတိုင်းပဲဒီမှာ stone လေးသုံးခုပေးထားတယ် coffin bowl လေးတွေเนาะနာမည်မကောင်းဘူးဖြစ်ပါပဲဖြစ်ဖြစ် okay anyway just choose one stone and check the reading เนาะအဲ့တော့မြွေး checking လေးမှာကိုယ့်ကိုယ်နည်းနည်းလေးပြန်ပြီးတော့ intro လေးလုပ်လိုက်ဦးမယ်ဒီ post လေးရဲ့အောက်မှာလေဒါ TikTok မှာကြည့်နေတဲ့သူတွေပဲဖြစ်ဖြစ် Facebook မှာကြည့်နေတဲ့သူတွေပဲဖြစ်ဖြစ်အာပြည်စွေ social media link လေးအကုန်လုံးကိုရေးထားပေးရယ်เนาะ Facebook page ကော YouTube channel ရော Instagram ရောရှိတယ်။နောက်မြစုမှာမြစု serenity ဆိုတဲ့ spiritual products page လည်းရှိတယ်။ products တွေက Australia နိုင်ငံကထုတ်တဲ့ဒါ spare bottle တွေ spare oils လေးတွေတို့နောက် bath salt လေးတွေတို့เนาะ အဲ့တော့စိတ်ဝင်စားတဲ့သူတွေ please check out my um both instagram mizu serenity or နောက်ပြီးတော့ the goddess tarot လည်းကြည့်လို့ရတယ်အဲ့တော့မစ်ဆိုကတော့ဒီလမ်းကြောင်းပေါ်မှာရှောက်ခဲ့တာက10နှစ်နေပါလောက်ရှိသွားပြီเนาะ page ကတော့2019မှာလောက်တာဒါပေမဲ့မစ်ဆိုအရင်ဆုံးကတည်းကကြည့်တဲ့သူတွေတော့သိပါတယ်เนาะဒါမစ်ဆိုစီမှာ uh, return clients တွေလည်းများတယ်နောက်ပြီးတော့ခုနောက်ပိုင်းမှာ healing တွေလည်းမျိုးစုလုပ်တယ်အဲ့တော့မျိုးစုအကြောင်းသိကြရင်တော့ Facebook မှာတော့တိကျလေးရေးပေးထားတယ် anyway guys this is for my introduction if you haven't known me in case anyway ဒီမှာစုံလေးသုံးခုရှိရနော်အဲ့တော့ရွေးချယ်ဖို့ချိန်ပေးမယ် video post လုပ်ပြီးရွေးချယ်ပေးပါဒီမှာတော့မျိုးစုအချိန်ရွေးချယ်ဖို့တတ်မပေးတော့ video ရမ်းရှင်မှာဆိုလို့နော် okay အခုရွေးချယ်လို့ရပြီနော်အလုံးမဲ့ချက်ပြကြပြီလို့ထင်ပါရဲအခု reading တစ်ခုချင်းစီကိုသွားပါမယ်အလုံးမဲ့ကြည့်ကြမယ်နော် မင်းတို့ stone တွေတစ်ခုချင်းစီကိုပြန်ပြီးတော့မသိမ်းတော့ဘူးတကက်ချင်းစီပဲချသွားမှာမို့လို့နော်ဘာလို့လဲဆိုတော့ဒီ reading ကိုမင်းတို့ quick ပုံစံနဲ့ပဲလုပ်ချင်တဲ့အတွက်ကြောင့်လို့ okay အခု first group first group ဒီ coffin လေးအတွက်ကိုမင်းတို့ကြည့်မယ်ဒီ crystal coffin oh that's it enough shit talk let's make a plan and focus on the goal by the way guys ဒီ video ကလေနည်းနည်းလေးတော့ swearing words လေးတွေတော့ပါတယ်အဲ့ shit store ပေါ့ဘာလို့လဲဆိုတော့ဒီ deck ရဲ့နာမည်ဟို no shit given ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့တော့ကိုကအဲ့ဒီ words တွေကို sensitive ဖြစ်တယ်ဆိုလို့ရှိရင်ရိုင်းနေတယ်ထင်တယ်ဆိုလို့ရှိရင်ကြော်သွားပေးပါ အာမင်းဆိုတော့ data entertainment purpose အနေနဲ့ပဲလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီကတ်ကဘာလို့ပြောလဲဆိုလို့ရှိရင်ねစကားတွေပဲအများကြီးပြောမနေနဲ့တဲ့တခုခုကို plan လုပ်ပြီးတော့ကိုလုပ်ချင်တဲ့ goals ပေါ်မှာတဲ့ focus တိတ်ချလုပ်တဲ့အဲ့တော့ကိုကဘလို့ဖြစ်နေလဲဆိုတော့ plan တွေများတယ်လုပ်ချင်တာတွေများတယ်တခုခုကို focus မရှိတော့ဟိုကလည်းလုပ်ချင်တာလည်းလုပ်ချင်ပြီးရင်ဟိုကလည်းဆန်းလုပ်ကြည့်လိုက်ဒါလည်းဆန်းလုပ်ကြည့်လိုက်ဟိုကလည်းလုပ်မဲ့ပြောလိုက်ဒါလည်းလုပ်မဲ့ပြောလိုက်အဆင်မပြေလိုက်ဆိုတော့စကားတွေပဲဖြစ်ဖြစ်သွားတယ်။ तू ကအဲ့ဒီ အစားတဲ့ enough shit talk တဲ့စကားတွေအများကြီးမပြောနိုင်တော့တဲ့ခုကနေစပြီးတော့တဲ့တေချာ plan လို့ကိုလိုချင်တဲ့ goals ကဘာလဲတဲ့တေချာသိအောင်လို့ focus လုပ်ပြီးတော့အဲ့ဒီတိုင်းပဲ plan လုပ်ပြီးတော့သွားတော့တဲ့မဟုတ်ဘူးဆိုလို့ရှိရင်ဒီတိုင်းပဲစကားတွေများပြီးတော့ပတ်ချပဲလဲပြီးဘာမှဖြစ်မှာမဟုတ်ဘူးတဲ့နော်သူကတော့ခက်ပြက်ပြက်ပဲအဲ့ကြောင့်ဒီ deck ကိုပြောရမယ်ဆိုတော့သဘောကျတာဒါပေမဲ့သူကနည်းနည်း harsh ဖြစ်တယ် Okay ဒါတော့ group number 1အဲ့တော့ group number 1 take the advice not shit talk and just focus on your plan and do and work hard to achieve your goal okay okay group group number 2တို့ကို0ပါမနော်အဲ့တော့ group number 2 eat some shit made from mother nature emily ji ji chin thaw vegetables and fruits will heal that an easy feeling inside or group number 2ကိုရွေးတဲ့သူတွေကတော့အခုချိန်မှာ feelings တွေကတော့တော်တော်လေးကို uncomfortable ဖြစ်နေမယ်။เนาะ feelings တွေ uncomfortable ဖြစ်တယ်ဆိုတာ maybe ကိုကိုကိုဟိုစိတ်ထဲမှာအများကြီး emotional ဖြစ်နေတာမျိုးတွေ draining ဖြစ်နေတာမျိုးတွေနောက်ပြီးတော့ energy ကအများကြီးပေါ burn out ဖြစ်နေတာမျိုးဒါမှမဟုတ်စိတ်တွေတိုးနေတာမျိုးအဲ့လိုတွေရှိနေလိမ့်မယ်။ကိုယ့်အတွက်လိုနေတာမြေတက်ကိုလိုနေတာအဲ့တော့ either ဟို grounding yourself for no park ပေါ့ပန်းညက်တနေရာကိုသွားပြီးတော့ခြေထောက်နဲ့မြေနဲ့ထိတွေ့ပြီးတော့မြေတက်ကိုယူရင်ယူမဟုတ်လို့ရှိရင်သူကပြောထားတာသူကခက်ချမ်းချက်ပဲ eat some shit made from mother nature ဆိုတော့ကဘာမြေကြီးကနေပြီးတော့ထုတ်လွတ်တဲ့ vegetables တွေ fruits တွေပေါ့ပြောရင်တော့အဲ့လိုပြောရတယ်များများစားပေါ့နော်ကဘာမြေကြီးတွေကရှစ်တကယ်တကယ်ဟိုအောင်စားခိုင်းတာမဟုတ်ဘူးသူကပြောပြောချင်တာ vegetables and fruits တွေကများများစားပေါ့ maybe ကိုက um fast food တွေပဲစားနေတာခောက်ဆွဲပြုတ်တွေပဲစားနေတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းဆိုင်နေမှာပဲသူစားနေတာမျိုးတွေဖြစ်တတ်တယ်။ तू ကပို့ပြီးတော့ green ကိုဖြစ်စေချင်တာ green ဖြစ်စေချင်တယ်ဆိုတော့ green vegetables တွေစားခိုင်းတယ် fruit တွေစားခိုင်းတယ်အဲ့ဒါမှကိုယ့်ရဲ့ body မှာလိုအပ်တဲ့ vitamins တွေရဖို့လည်းဖြစ်နိုင်တယ်เนาะအဲ့တော့ အဲ့လိုမျိုးစားခြင်းအပြင်နဲ့ကိုယ့်ရဲ့ uneasy feelings တွေအားတဖြည်းဖြည်းနဲ့တက်တာသွားလိမ့်မယ်တဲ့လုံးကြည့်ကြည့်ပါကိုကဒီကလို vegetables မကြိုက်တဲ့အုပ်စုအားဆိုရင်လည်းကိုကြိုက်နိုင်မဲ့ဟာလေး fruit တွေတွေပဲရွေးချယ်ပြီးစားပေးပါအဲ့တော့ဟိုဟိုကြောက်ကြောင်တို့တည်ရမလားဟိုဟိုခောက်ဆွဲကြောက်ထုတ်တို့နောက်ပြီးတော့ ready made packing တွေစားတာထက်စားရင် ပို့ပြီးတော့ fresh ဖြစ်တဲ့ food တွေများများစားပေးပါတဲ့နော်အဲ့တော့ group number 2တွေ အဲ့ဒါကိုလိုက်နာခြင်းအောင်ဖြင့် energy ကောင်းလာမယ်လို့ဆိုပါတယ်နော် okay the last group okay the last group what is the message for the last group oh my god သူကတော့ခက်ချမ်းချမ်းနေကြီးပဲတုတ်တော့တာပဲနော် figure that shit out that you are an adult now and it is time to work on solution rather than problems ပြဿနာတွေထဲမှာပဲပတ်ချနေသူတို့ရောက်မှာပဲပြောနေနေဖုန်းကပူပြီးတော့ hang သွားတယ်အားနဲ့ပဲပိတ်သွားတော့အခုမှပြန်ဖွင့်ပြီးပြောရတယ် anyway အဲသူကပြောတာကဂျာတော့ပြဿနာတွေဂျားထဲမှာပဲတဲ့ဒီကိုကကျင်လည်မနေနဲ့ပေါ့နော်ကိုက solutions ကိုရှာမယ်အချိန်ရောက်ပြီပေါ့အဲ့တော့ဒီ group 3ကိုရွေးတဲ့သူတော်တော်များများ victim mentality မှာနေတာများလိမ့်မယ်ဥမာ ငါ့ချက်မှာဘာဖြစ်လို့ဖြစ်ရတာလဲဘာဖြစ်လို့သူကငါ့ကိုဒီလိုလုပ်ရတာလဲဒုက္ခပါပဲငါဘာဆက်လုပ်ရတော့မလဲငါ့မှာလမ်းမရှိတော့ဘူးအများရတာမျိုးပဲဖြစ်နေတာပဲဆိုတော့အแทးမှာပဲပေါ့နော်လဲနေတာမျိုးအဲ့တော့ဒါကိုအပြစ်လည်းမဟုတ်ဘူးပေါ့နော် maybe the way you function ပေါ့ကိုယ်ငယ်ကလေးကနေ function ဖြစ်လာတဲ့ ways ကအဲ့လိုပုံစံပဲဖြစ်ကောင်းဖြစ်မယ်အဲ့တော့ကိုယ်ကဘယ်လို boundary ဆက်လုပ်ရမှန်းမသိတာဘယ်အရာတွေကကိုယ့်အတွက်အဆင်ပြေတယ်မပြေနိုင်တယ်လက်ခံနိုင်တယ်လက်မခံနိုင်ဘူးဆိုတာကို clearly မသိတာလည်းဖြစ်မယ်ဒါကြောင့်မို့ကိုယ့်အတွက်အများနဲ့ပြဿနာတွေပဲဖြစ်နေအရာအကုန်လုံးကအော်သူက ငါ့ကိုဘာလို့ဒီလိုလုပ်တာလဲငါကဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့ why me attitude ပေါ့နော်အဲ့တော့ तू ကအဲ့လိုမျိုး why me attitude မှာမနေနေနဲ့တဲ့ကိုက adult ဖြစ်နေပြီခလေးတုန်းကတော့မှန်တယ်ဒါတွေအကုန်လုံးကိုက soft မလုပ်နိုင်ဘူးတခုခုဆိုငိုမဲအဲဘယ်လိုဖြစ်ရမလဲမသိဘူးဒါပေမဲ့အခုချိန်မှာ adult ဖြစ်နေတဲ့အတွက်ကြောင့်မလို့ okay ငါအရင်တုန်းကလည်းဒီလိုပုံစံနဲ့ function လုပ်ခဲ့တယ် work မဖြစ်ဘူးအလုံးမဖြစ်ဘူးပေါ့နော်အဲ့တော့အခုချိန်မှာငါဘယ်လို solution ရှာရမလဲဆိုတာကိုစပြီးတော့ရှာတဲ့နဲ့နောက်စပြီးတော့ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ inner work တွေကိုစပြီးတော့ ော့ကြည်တဲ့တယ်လို့ဒီမှာတော့ပြောထားတယ်เนาะကက်ကတော့တုတ်ထားတာပေါ့ဒါပေမဲ့ကိုကတော့ကိုယ့်ရဲ့ intuition နဲ့ပြန်တာပေါ့เนาะအဲ့တော့ group number 3တွေ uh there's always a solution in every problem ပြဿနာတိုင်းအတွက် solution ဆိုတာရှိတယ်ကိုကအဲ့ဒီအရာကိုရောက်ဖို့အတွက်နည်းနည်းစူးစမ်းရတာရှိတယ်ကိုကို inner work ပြန်လုပ်ရတာရှိတယ်ဒါမှမဟုတ်လို့ရှင်အဲ့ဒီအရာကိုရောက်ဖို့အတွက်အချိန်လိုတာရှိတယ်စိတ်ရှင်မှုလိုတာရှိတယ် အဓိကတော့ figure လုပ်နေဖို့ရှာနေဖို့ပဲလိုပါတယ်တဲ့နော်အဲ့တော့ဒါလေးကတော့မျိုးဆိုပြောချင်ပါတယ် okay group number 3ဒါကတော့ group number 3အတွက်ပါနော်အဲ့တော့ group တွေအကုန်လုံးတော့ပြီးသွားပြီဆိုတော့ i hope you know you get some kind of message from universe but This is a general reading. ဒါကြောင့်မလို့တူတူယောက်ချင်း energy နဲ့ kait ချင်မှာ kait မယ်။တအား serious မထားကြဘူးလို့မျိုးဆိုပြောချင်ပါတယ်။နော်။အားလုံးမဲ့နောက်ထပ် reading video တွေကြတော့မှမျိုးဆိုပြန်လည်ဆုံးတွေ့ကြမှာနော်။